မင်္ဂလာပါခုဒီ email ပုံလေးကိုဆွဲပါမယ်ဒီ email ပုံလေးကိုဆွဲဖို့အတွက် email စာကလေးရဲ့ h tambo a y tambo a 5ပြီးတော့ဒီအတွင်းအပုံလေးရှိရင်ဒီအတွင်းအပုံလေးတွေကဒီ email အဝန်ပိုင်းရဲ့5 by 8အကွာမှာဆွဲထားတယ်နောက်ဒါဆိုရင်ဒီရောက်ကလည်း5 by 8အကွာဒါဆိုရင်ဒီစာကလေးရလည်းဒီကနေ5 by 8အကွာမှာဆွဲထားရဲ့ဆိုတော့ ဘာလို့နားလေရပါမယ်အဲ့တော့ပရမအီလေး x y တန်မို့8.5နဲ့အီလေးတစ်ခုဆွဲလိုက်မယ်ပြီးရင်အထွေအထဲမှာပေါ့နော်5.8 offset distance နဲ့အီလေးနောက်တစ်ခုဆွဲပါမယ်အဲ့အတွင်းအီလေးထဲမှာမှာမာရိုတီစာကဲလေးနှစ်ခုရဲ့ဒီပုံလေးနှစ်ပုံလေးကိုဆွဲပါမယ်နော်အဲ့တော့ unit က fresh နဲ့နဲ့ပါဒီမှာ keyway ရဲ့ distance လေးပြထားပါတယ် keyway လေးကဒီမှာတော့အတွင်း cycle လေးမှာပါပါတယ်သူရဲ့ distance 3/8 3/16မှာအဲ့တော့ marion zone elif ဆွဲမယ် elif ဆွဲမှာဖြစ်တဲ့အတွက် el under first point လေးပါမယ် istanbul က8 under wine dambo က wine dambo ကတော့ပဲရိုက်ထည့်ရမယ်နော်5ဖြစ်တဲ့အတွက်2.5 under အဲ့တော့ elif နေရပါပြီအဲ့တော့အတွင်းကို5 by 8 offset ပြပါမယ် o under offset distance 5 by 8 under selamat twingo ဒီရောမတို့ဒီစန္ဒာလေးဆွဲဖို့အတွက်ဒီ elip ကဲ quadrant line ရာနေ line ဒီတကြားဆွဲထားလိုက်ပါမယ်ခုဒီ circle ကအတွင်း circle အတွင်း elip ရဲ့အဆုံးကနေပြီးတော့ဆွဲထားတာဖြစ်တယ်เนาะအဲ့တော့မတို့ဒီ intersection ဒီ point လေးရာနေပြီးတော့ circle လေးတစ်ခုအရင်ဆွဲလိုက်ပါမယ်ဒါမှမဟုတ်ရင် line တစ်ချောင်းထောင်းလိုက်မယ်ပေါ့เนาะ intersection ကနေလိုင်းတစ်ချောင်းထောင်လိုက်ပါမယ်။ဒီဘက်ကိုဒီ circle ရဲ့ radius တိုင်းနဲ့ offset ပြလိုက်မယ်။အဲ့တော့ဒီ circle ရဲ့ diameter က2 1/2အဲဆိုရင်သူ့ရဲ့ radius ကဘယ်လောက်ရှိမလဲဆိုတော့1 1/4ပေါ့။2ကိုတဝက်တဝက်1 1/2ကိုတဝက်တဝက်1/4အဲ့ဒီတော့ move နဲ့ရွှေ့လိုက်မယ်။အဲ့ဒီ line လေးကို select object enter baseline ကဒီ end point ကနေ ။အတေချာမှာဆိုရင်ဖြူးကိုချဲ့ပြီးတော့မှယူပါနော်။ဒီဘက်ကိုခုနကပြောရဲ radius ဘယ်လောက်လဲဆိုတော့1 -1/4 and အဲဒီတော့မှမအားတို့ဒီ center လေးရပါပြီ။အဲ့မှာမအားတို့စကဲဆွဲမယ်။ diameter 2 1/2နဲ့2 -1/2 and uh, နောက်တစ်ခုကဒိုင်ယာမီတာ1 1 microphone နဲ့နောက်ထပ် socket တစ်ခုဆွဲမယ်။ center က DM point မှာပဲ။ဒိုင်ယာမီတာတန်ဖို့1 1 microphone under အဲ့တော့ဒီ line ကိုဖြတ်လို့ရပြီနော်။အော်ဒီ socket လေးနှစ်ခုပြီးသွားပြီ။နောက်တစ်ခုကဒါလေးဆွဲမယ်ပေါ့နော်။အဲ့တော့ဒီကောင်းလေးကြီးဆွဲဖို့အတွက်ကမအားရောဒီမှာ D စာကင်နဲ့ဒီ inif ကအော့ဖ်ဆက်ပြထားတဲ့အဝန်ပိုင်းလေးနဲ့အထည်နေနော်အဲ့ဒီအဲ့ဒီမှာလာပြီးမှတို့ကတန်းချန်တန်းချန် radius နဲ့လာပြီးစာကင်ဆွဲရင်လည်းရတယ်လို့အမကဘာလို့လို့ရလဲဆိုတော့သူတို့ကထိနေတဲ့အတွက်ကြောင့်မလို့ failless ဘာလို့ရင်းလဲရပါရဲ့နော်အဲ့တော့ failless လို့လိုက်မယ် f and r r and r radius 1 by 2 and r ဒီ line နဲ့ဒီစာကင်လေးနဲ့ကို radius 1 by 2ရှိရဲ့ ဟိုစဝိုင်းနဲ့ဖေးလဲလုံးလိုက်တယ်နောက်တစ်ခုမအဒီမှာပါကြံနေသေးတယ်ဆိုရင်ဒါကအခုဆွလိုက်တာမအရအလေရလိုင်းเนาะအလေရလိုင်းဒီပုံလေးနှစ်ခုရဲ့အကွာအဝေးက5 by 8ဒါဆိုရင်အလေတက်တက်ရနေဆိုရင်5 by 16အောက်ကလည်း5 by 16အဲ့တော့ eyeline လေးကို offset ပြလိုက်မယ် o and a offset distance က5 by 16 and a above the way အောက်ကတော့ တော့မှဒီ line မလိုတော့ဆိုရင်မအားတို့တစ်ခါရယ် delete ခဲ့လိုက်မယ်နော်ဒီမှာလဲလို့ပဲဒီ line နဲ့ဒီ line နဲ့ထင်းနေရယ် radius 1/2ဆိုတော့မအားအမှားလေး fillet လုပ်ပါမယ် s and r and fillet distance 1/2ပဲဒီ circle နဲ့ဒီ line and ထက်ကောင်းမယ်ဒီဘက်မှာလဲလို့ပဲဒီ circle နဲ့ဒီ line ဆိုတော့မအားဒီအောက်မှာလဲပဲ ဖိလက်တွေလိုက်လဲလို့ရရပေါ့နော်အဲ့လိုမသွားချင်ဘူးဆိုရင်ဒီဆိုင်ဒီပုံစံလေးအတိုင်းပြောရရင်ဒီအဝန်းမိုင်းလေးပေါ့နော်ဒီအဝန်းမိုင်းလေးဒီအတိုင်းကိုအော်မရအလေလိုင်းကိုဖြတ်ခဲ့ပြီဆိုတော့ဒီမှာမေရာမေရာမသုံးရတော့ပေါ့နော်မေရာသုံးလို့ရှိရင်အမတို့ဒီမီဒယ်လိုင်းလေးတော့ပေးရမှာပေါ့အမတို့ဖြတ်လိုက်ပြီဆိုတော့ဒီမှာတစ်ခါလေးပဲမေရာကွန်မန့်သုံးရင်လည်းရရနော်အမိုင်းအန်ဒါဆိုပြီးတော့ဒီစာကဲလေးတွေကိုအောက်ကိုပွားခြင်းနဲ့ပုံလေးပေါ့နော် ွားကျင်တဲ့နေရာလေးတွေကိုလိုက်ပြီးဆက်လက်မှတ်ပြီးတော့မဲရာမင်းပွိုင်းနှစ်ခုကင်ပြီးတော့ရွှေနေရအောင်အမဒီမှာဖိလက်ပဲလုပ်လိုက်ပါရမယ် F and R and R radius 1 by 2ဝင်ထားပြီးသားနော်အဲ့တော့ဒီ line ရဲ့ဒီ line ရဲ့ under ဒီ line နဲ့ဒီ line နဲ့ under အဲ့ဒါဒီ line နဲ့ဒီ line နဲ့ဆိုတော့အလေးရသွားပါပြီအဲ့တော့မှအတွင်း e လေးမှမလိုတဲ့အပိုင်းလေးဖြတ်ပါမယ် sorry tr အန်ဒါအန်ဒါဒါမလို့အဲဒီစာကဲမဟုတ်ဘူးเนาะအတွင်းအီးလေးဆိုတော့ဒီကောင်လေးမှားဖြတ်မယ်အဲ့တော့ view လေးကိုဒီစာဆွဲပြီးမှားဖြတ်ပါပြီးတော့ဒီ one by ပြီးရင်ဒီ line ဒါအဲဒါဆိုရင်ပုံလေးရသွားပါပြီเนาะအော်ကြံသေးရကီဝေးဆွဲရမှာနော်မာကီဝေးဆွဲဖို့အတွက်က3 by 8နဲ့3 by 16အဲ့တော့ a two line က3 by 16ပေါ့3 by 16အရှိက3 by 8 and a 3 by 16 b c and a နဲ့ပြည်တယ်အဲ့တော့ဒီကောင်လေးကို move ရှင် m and a slot object and a mid point ကိုင်မယ်အတွင်း circle လေးရဲ့ quadrant ကိုသွားထည့်မယ်အဲ့တော့မှဒီ line လေးမလိုဘူး delete လုပ်မယ် ရင် extend နဲ့စံထုံမဲ့စာကဲကိုသွားထည့်မယ်။ပြီးရင်ဒီက under under နဲ့ဒါလေးကိုဖြတ်ခဲ့မယ်။အဲဒါဆိုရင်တော့ရသွားပါပြီ။အဲတော့မမတို့ dimension တွေတက်မယ်။ linear ဒီကဲအစားနဲ့ဆောင်းက a extend က ace wind down ကိုနေနေရ5 နောက်ပြီးရင်အာမောင်ထမင်းရှိနေပါသေးတယ်နော်အလီနီယာဒီအကား quadrant လေးရဆိုရင်ပုံမှန်ဒီ nucleus ရနေတက်တက်လေးသွားပါတော့အဲ့တော့5 by 8အဲ့တော့နောက်တစ်ခုကကြားရရလဲ6 Pa ba e. Pyo, viri es. Viri es komani ya. Di pire lo kere. Da mori e. Danishen ta pa me. Ok. La dekwa, tay amida. I sa ke. I sa ke. ရတာပါပြီနော်အဲ့တော့ဒီမှာဆိုရင်ဒီ lip ဆွဲခဲ့တယ် offset ပြခဲ့တယ်ပေါ့နော် bio filler comment တောင်းရဲ့ရိုးရှင်းရှင်းလေးပါပဲဆက်ကြည့်လို့အဆင်ပြေမယ်လို့ထင်ပါတယ်နော်ကျေးဇူးတင်ပါတယ်